လူဘဝမှာကိုလုံးနိုင်တဲ့အလုံနဲ့ကိုမလုံးနိုင်တဲ့အလုံဆိုတာဟိုနှစ်ခုရှိတယ်အာကျွန်တော်တို့ကိုလုံနိုင်တဲ့အလုပ်တွေကတော့ကျွန်တော်တို့ရဲ့ attitude တွေကိုကျွန်တော်တို့ပြောင်းလဲလို့ရတယ်။အာလာကျွန်တော်တို့ရဲ့ဒီ action တွေကိုကျွန်တော်တို့ပြောင်းလဲလို့ရတယ်။အဲကျွန်တော်တို့ရဲ့အတွေးခေါ်တွေကိုကျွန်တော်တို့ပြောင်းလဲလို့ရတယ်။ကျွန်တော်တို့ရဲ့ယုံကြည်မှုကိုကျွန်တော်တို့ပြောင်းလဲရတယ်။အာကျွန်တော်တို့ရဲ့ဒီ လုံနိုင်တဲ့အရာဖြစ်တယ်ကျွန်တော်တို့လုံနိုင်တဲ့အရာ for example ဟလာဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရာသီဥတုကျွန်တော်တို့လုံလို့မရဘူးဟလာတော့ control လုပ်လို့မရဘူးဟလာကျွန်တော်တို့မလုံနိုင်တဲ့အရာတွေတက်မှာဟလာအများကြီးရှိတယ်ဟလာဟိုမိုးရွာမလားမရွာမလားဟလာနေဘူးမလားမဘူးလားဟလာဒီလူမှုရေးဘဝမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လုံနိုင်တဲ့အရာရှိသလိုမလုံနိုင်တဲ့အရာရှိဆိုတော့အဲ့ဒီအခြေအနေတွေမှာကျွန်တော်တို့ဘဝအသက်တာမှာဒီ မိမိရဲ့မိသားစုကလည်းကိုယ်ကိုစုခွာတယ်ဟလာမိမိရဲ့ယုံကြည်တဲ့တငယ်ချင်းတွေကလည်းစုခွာမယ်ဟလာ community ကိုနေတဲ့အတိုင်းဝန်ရလည်းကိုယ်စုခွာမယ်ကိုဘဝမှာ social မှုတွေရှိနေတယ်အမားယုံတွေရှိနေတယ်ဆိုပြီးတော့ကိုတယောက်တည်းဖြစ်ပြီးတော့အထီးကျန်ပြီးတော့ဒီအာအထီးကျန်ပြီးတော့အဲ့လိုအကြက်တဲဖြစ်တဲ့အခြေအနေမျိုးမှာမိတ်ဆွေတို့ရှိရင်ရှိခဲ့မယ်အဲ့လိုရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီဒါဝိတ်ကိုကျွန်တော် အာတတိယစီစဉ်နေဒါကတော့ one set new rare ပေါ့နော်အာဟိုပထမအာပထမစာဆောင်ပထမစာဆောင်ခန်းကြီး30မှာအခန်းကြီး30မှာအဲ့ဒီစတူဒီယိုဖတ်ကြည့်နေအဲ့ဒီအချိန်မှာဒါဝေးကဆိုလို့ရှိရင်သူနေတဲ့မြို့သူတက်ဆွဲတဲ့မြို့ကိုပြန်လာတဲ့အချိန်မှာအဲ့ဒီမြို့ကိုရန်သူအာမလက်တွေကတိမ့်တိမ့်သွားပြီတိမ့်သွားပြီးမီးတွေရှို့တယ်ပြီးတော့လူတွေအကုန်လုံးကိုခါရဲဖမ်းခေါ်ရတဲ့အခါမှာသူတို့ရဲ့မိန်းမတွေရောကလေးတွေရောပစ္စည်းတွေရော အကုန်ပါသွားတဲ့အချိန်မှာလူတွေကဒါဝေးကို ကကြောက်ခင်းနေတော့ပြစ်ဖို့သူတို့တွေစိတ်တရမ်းကြပြီးတော့စိတ်တဟိုဘာလဲစိတ်ဆင်းရဲပြီးတော့တော်တော်ကြီးကိုယူကျိုးမရဖြစ်တဲ့အချိန်မှာဒါဝိကိုတော်ကကြောက်တုံးနေပြစ်ဖို့အတွက်သူတို့ကစီစဉ်နေတဲ့အချိန်ဖြစ်တယ်ဒါဝိကိုတော်ကလည်းသူ့ရဲ့မိမနှစ်ယောက်စလုံးဟာဟိုဖမ်းသွားခြင်းကိုခံရတယ်သူပစ္စည်းတွေလည်းယူသွားခြင်းခံရတယ်ဆိုတော့အင်မတန်စိတ်ဆင်းရဲတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာဒါဝိကမလုပ်လဲဆိုလို့ရှိရင်အင်္ဂလိပ်လိုပြောလို့ရှိရင်တော့ကိုကောင်းတယ် find strength in the lord ဖျားသခင်၌ဖျားသခင်၌ခေါ်အောင်ရှာတယ်ဆိုတော့ပါတယ်ဗျဆိုတော့ကျွန်တော်တို့ဒီဗမာဗမာလိုရေးတဲ့အထက်မှာတော့ဖျားသခင်ကိုကိုးစားလေးနေတယ်လို့ပါတယ်အတူတူပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဘဝတက်တော်မှာကျွန်တော်တို့လုံနိုင်တဲ့အရာကျွန်တော်တို့ဘဝကိုကျွန်တော်တို့ပြောင်းလဲလို့ရတယ်ကျွန်တော်တို့ရဲ့အမားတွေရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမားတွေကျွန်တော်တို့တောင်းပန်လို့ရတယ်အပြည့်ဝင်ချတောင်းပန်လို့ရတယ် အာကျွန်တော်တို့ဘုရားမှာဖျားခင်းနေတော်၎င်းလူနေတော်၎င်းလာမိမိကိုမိမိနေတော်၎င်းနားလည်မှုရှိအောင်ပြန်လုပ်လို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့မလုံနိုင်တဲ့အရာရှိတယ်။ဒါဖျားခင်းလုံနိုင်တဲ့အရာဖြစ်တယ်။ဒီဟာကြောင့်ကျွန်တော်တို့ဒီလိုအကြက်တဲမျိုးခက်ခဲမျိုးရောက်နေတယ်ဆိုလို့ရှိရင်ဖျားခင်းကိုကူစားမှုမမေ့ပါနဲ့။ဖျားခင်းမှာခွာယူနိုင်မှုမမေ့ပါနဲ့။ ဘုရားသခင်ကိုဒါဝိဒ်ကခေါ်အားယူတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေရောသူ့ရဲ့အမျိုးသမီးတွေရောဟလာဒီအကုန်လုံးပြန်ပြီးတော့ရန်သူတွေကိုနိုင်ပြီးတော့အာအရင်အချိန်တွေကဲ့သို့ပဲအကုန်လုံးကိုပြန်ရရှိတယ်ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်ဒီလိုအခက်အခဲအခြေအနေမျိုးတွေရှိတယ်ဆိုလို့ရှိရင်ဘုရားသခင်ကိုဘုရားသခင်၌ခေါ်အားယူနိုင်ကြပါစေ။အာမင်။